မဆုံးချင်ခဲ့ပြီတိုးတိုးတိတ်တိတ်ကအခါခါဖြစ်လာနိုင်တဲ့ကြောင့်မြတ်တချင်းကကျွန်တော်ကဘယ်လိုမျိုးတချင်းဆိုတင်နေရလို့တော့မတက်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့ဟိုလက်ဦးဆရာနှစ်ယောက်ကတော့မပူးမီနဲ့မမငွေစင်လိုင်းနဲ့တော့ဟိုကျွန်တော်တချင်းလေးတွေလှုပ်ချင်နေဆိုတဲ့အချိန်မှာသူတို့အများကြီးကူညီပြီးတော့တင် जा ပေးပါတယ် အဲ့ဘက်မှာဆိုလို့ရှိရင်ဒါအခုတော့မပြောတော့ဘူးပေါ့နော်ဒါပေမဲ့ပါဝင်တဲ့သူတိုင်းကလည်းအားလုံးရင်ထဲမှာရှိနေပြီးသားဒီအနုပညာအစိုးပိုင်းမှာတော်ပြီးသားတီးအဘိုင်းမှာတော်ပြီးသားဒီ music fan တီးရဲ့ဘိုင်းမှာအကုန်လုံးဒါအဖက်ဖက်ကနေပြီးပညာရှင်တွေအားလုံးစုပေါင်းပြီးတော့ဒါကူညီပေးကြတာစင်စားရင်ချမ်းမြေရေဝဲအတေးညာတည်တော်မှာပြည့်စုံတယ် အဲ့ဒါဆိုရခါလဲကျွန်တော်လည်းပို့ပြီးတော့တာဝန်ကြီးရဲ့အမားပါလို့ရှင်မူရင်းအစိုးရတွေအတွက်အားနာဖို့ကောင်းတယ်ကွာအဲ့တော့ကိုယ်တိုင်လည်းထိမ့်ပြီးတော့တေချာလေးချင်းပြီးမှဆိုရတဲ့တခြင်းမျိုးလေးဆိုပို့ပြီးတော့ကြိုက်ဆိုပြရတာပေါ့ဟုတ်ကဲ့သူတို့ကမသိဘူး ။အော်ဆိုင်မက်ကိုကြည့်တယ်။အဲ့ဒါလေးရတာဘယမရတနာဆိုင်ရဲ့ဒါကျွန်တော်တို့ဒါစက်မှုတွေကနေပြီးတော့ဒီမျိုးတွေကိုပြောင်းလဲဆိုင်ဖွင့်ပွဲထိမ့်မှတ်မှာဒါတက်ရောက်ရတဲ့အတွက်အရန်ကိုပြည့်ရှင်ပါတယ်ခင်ဗျာဟုတ်။ချက်ချက်ပေါ်နေကြည့်တယ်။ဘာကြောင့်ဒီကနေရနေနေ တော့ဒီပြိတက်ဆိုတာကိုယ့်လည်းမြင်ဒီနေ့ဆိုလို့ရှိရင်လည်းရုံဖွင့်ရဲ့ចောင်းဖွင့်ရဲ့အားလုံးမအားတဲ့ကြားတဲ့အလုပ်တွေအကုန်လုံးဖျက်ပြီးတော့တို့ရဲ့အချိန်တွေကိုဖဲ့ပြီးတော့လာပေးကြရဲအဲဆိုတော့ဒါတို့ရှိရလဲတို့ချစ်ချင်းမေတ္တာနဲ့အဲကျွန်တော်ပေးနိုင်တဲ့အစွမ်းအားပေါ့တတ်နိုင်တဲ့လောက်ပေါ့နော်ဒါအကုန်လုံးတယောက်ချင်းစီရဲ့အလို့အားလုံးကိုတော့ဖြည့်မပေးနိုင်ဘူး ကိုစိတ်ကိုကနာရှော့စိတ်ကိုကနာရှော့ဒါပေမဲ့တက်နိုင်တဲ့လောက်ကိုလုတ်ပြီးနိုင်တော့လုတ်လုတ်ပြီးနိုင်အောင်ကြိုးစားပါတယ်ဒါလည်းဟိုအတိအကျကျွန်တော်ရှစ်တို့ကျွန်တော်ကိုချစ်တဲ့ပရိသတ်ကိုပြန်ပြီးတော့ကျွန်တော်ပြေးဆက်နိုင်တဲ့လောက်ပေါ့ဟုတ်ကဲ့ပါအဲ့ဒါဆောင်းမွေးဖြေကန်ဒီမှာပါဟုတ်တယ်ဆောင်းမွေးဖြေကန်ဒီကိုလာလာတယ်မင်းမြန်ပြန်လိုက်တော့လို့ဆောင်းမွေးမဖြေလိုက်ရပဲနေမယ်ဆိုပြီးပြောလိုက်ရတယ်ကျွန်တော်ကြောင့်ကြားရဖြစ်နေပြီအဲ့လိုဖြစ်မခံဘူးကျွန်တော်ဟုတ်တယ်ဟုတ်တယ်တဏီယာနဲ့တဏီယာမတူဘူးပေါ့နော် အဲ့လိုမျိုးတချို့ပွဲကြီးဆိုလို့ရှိရင်တချို့ audience ကအဲ့လိုနှခမ်းစုပြရပါညာပြီးတော့ပြီးတော့သူတို့ကချစ်တာသူတို့တားလေးတားလေးတယောက်ကိုချစ်ချစ်တယ်လို့ချစ်တာဆိုတော့အဲ့လိုမျိုးကလေးလေးလိုနေရင်တော့ပိုချစ်ကြတယ်အဲဒီကတော့အဲ့လိုမျိုးတချို့ပရိသတ်ကြတော့လည်းတချင်းဆိုတည်နေဒီနေ့ဆိုလို့ရှိရင်တော့ဒီနေ့ audience ကတချင်းဆိုတည်ချင်တော့သူကျွန်တော်တကယ်ပြင်မလာဘောကျွန်တော်တချင်းတပုတ်ပဲပြင်လာဒါပေမဲ့သူတောင်းဆိုရတဲ့ဟာလေးဆိုပေးပြပါဒီကမှာမိရေမှာမရှိ တချင်းကကျွန်တော်ကဘယ်လိုမျိုးတချင်းဆိုတင်နေရေလို့တော့မတက်ဘူးပေါ့နော်ဒါမဲ့ကျွန်တော်ရဲ့ဟိုလက်ဦးဆရာနှစ်ယောက်ကတော့မပူးမီနဲ့မမငွေစင်လိုင်းနဲ့တော့ဟိုကျွန်တော်တချင်းလေးတွေလုတ်ချင်နေဆိုတဲ့အချိန်မှာသူတို့အများကြီးကူညီပြီးတော့တင်ကြပေးပါတယ်ဒါတော့တည့်ရပြိတက်လည်းတည်ပါရဲကျွန်တော်အစားတော့ mini event ပြင်တာပေါ့နော် mini event ပြင်ပြင်ရင်းနဲ့တချင်းတွေဆူရင်းဆူရင်းနဲ့အကြိုက်တွေကများလာများလာတော့တေချာတော့ဟိုဟာ full event ဖြစ်ဖို့များများသွားပါပြီ ွေးမှပြိုများသွားပြီပြီးတော့ကျွန်တော်အချိန်ဆွဲနေတာလည်းအဓိကတခြင်းနေစုရင်းနဲ့ကြိုက်တာလေးကြီးရောက်လာတာကြိုက်တယ်ပြီးတော့ဒီတခြင်း ever မှာဆိုလို့ရှိရင်ဒါအခုတော့မပြောတော့ဘူးပေါ့နော်ဒါပေမဲ့ပါဝင်တဲ့သူတိုင်းကလည်းအားလုံးရင်ထဲမှာရှိနေပြီးသားဒီအနုပညာအကြီးအစိုးပိုင်းမှာတော်ပြီးသားတီးအပိုင်းမှာတော်ပြီးသားဒီ music fan တီးရဲ့ဘိုင်းမှာအကုန်လုံးဒါအဖက်ဖက်ကနေပြီးတော့ပညာရှင်တွေအားလုံးစုပေါင်းပြီးတော့ဒါကူညီပေးကြတာတကယ်ကိုမေတ္တာအဲ့လိုမျိုးစေတနာမေတ္တာအပြည့်ဝထားပြီးတော့ကူညီပေးတဲ့ကြောင့်မို့တခြင်းတစ်ပုတ်တစ်ပုတ်ချင်းစီကဒါ ်ဒေဂျာဘောက်ကတော့ပြိသက်ရင်တယ်ကျွန်တော်ဟိုအားလုံးရင်တယ်ဟိုထိုးဖောက်ဟိုကတော့နက်ခတ်တယ်ပေါ့ဒါပေမဲ့တရားကျွန်တော်ဟိုအားပေးနေတစင်ဆိုင်အားပေးနေပြိသက်တွေပြောတာကတော့စိတ်မပြတ်စေရပါဘူးတေချာကိုကြိုးစားထားပါတယ်ကျွန်တော်ကနားထောင်ရင်ကြတော့အဲ့လိုမျိုး K-pop တချင်းတွေကိုပို့ပြီးနားထောင်ပြတယ်အဲ့လိုမျိုးအမျိုးတွေဒုံတိုင်းအုံခွန်းခွန်းကြိုင်းပြရင်ဒါပေမဲ့ဟိုဆိုတချင်းကိုရိုင်းဆိုရတော့မယ်ဆိုရင်ကြတော့အဲ့လိုမျိုး R&B တွေအဲ့လိုမျိုး AA လေးတွေနဲ့ပြိသက်ရင်တွေအဲ့လိုမျိုးနင့်နေအောင်ရောက်တဲ့တချင်းမျိုးတွေကိုပို့ပြီးတော့ကြိုက်တယ် ခံစားအဲအဲ့လိုမျိုးစူရတာကိုကြိုက်တယ်ပေါ့နော်အဲ့ဆိုတော့ဟိုပွဲတွေပါရင်ပဲရွေးချယ်ပြီဆိုလို့ရှိရင်တချင်းအေးအေးလေးတွေပဲရွေးချယ်ပြီအဲ့လိုဆိုတာကပြိတက်ရင်လည်းဟိုရောက်နိုင်တဲ့တချင်းလေးမျိုးဆိုပိုကြိုက်တာပေါ့နော်အဲ့လိုမျိုးခံစားလိုက်ပြီဆိုရင်အရသာရှိရှိနဲ့ စိတ်ဝင်နိုင်မဲ့တခြင်းမျိုးပေါ့နော်အဲ့ဒါကြီးဆိုရတဲ့ခါကျွန်တော်လည်းပို့ပြီးတော့တာဝန်ကြီးရဲ့အမားပါလို့ရှိရင်မူရင်းအဆိုးတော်တွေအတွက်အားနာဖို့ကောင်းတယ်ကွာအဲ့တော့ကိုယ်တိုင်လည်းထိန်းပြီးတော့တခြားလေ့ကျင့်ပြီးမှဆိုရတဲ့တခြင်းမျိုးလေးဆိုပို့ပြီးတော့ကြိုက်ဆိုပြရတာပေါ့အဲကေပေါ့မှာဆိုရင်တော့အဲကျွန်တော်ကအဲ့လိုအကုန်လုံးနားထောင်တယ်ဒါပေမဲ့ဟိုအကြိုက်ဆုံးကတော့နှစ်ခွဲရှိရယ်အေးဆိုနဲ့ဒါ flapping ကြိုက်တယ်ပြီးတော့အဲဒီမှာဆိုလို့ရှိရင်တော်တော်များတယ်တော်တော်ကြီးများတယောက်ချင်းပြောလို့ရှိရင်အဲဟိုပါဖြစ်နေမယ် ကြံခဲ့အားနာကြရခဲ့နိုင်မယ်ကျွန်တော်ကမနက်ကနေပြီးတော့ညမိုးချုပ်တဲ့အထိကိုကျွန်တော်ကတရှင်းနားထောင်နေရကားပေါ်ရောက်ရင်ကားပေါ်မှာနားထောင်နေဟိုတယ်ရောက်ရင်ဟိုတယ်မှာနားထောင်နေအိမ်ရောက်ရင်အိမ်မှာနားထောင်နေဘောက်တလုံးကသွားလေရမြေပါအဲဆိုတော့ဟိုတရှင်းနားထောင်မှာကြိုက်တယ်သူဆိုတော့တရှင်းနားထောင်မှာကြိုက်ပါရှိရပါဘောအရေချိုးကန်းထဲမှာကျွန်တော်အိမ်မှာဘောက်တွေအများကြီးပဲအဲဆိုကျွန်တော်တစ်ခါလေးဆိုပီယာဆိုတစ်ခါဆိုဘောက်ကြီးအကြီးဟိုရေချိုးကန်းတောင်းမှာကိုကိုရေချိုးနေနေပေါ့ဘောက်ကြီးပြုတ်ကြရင်လည်းတစ်ခါလေးဘူးထိုင်အောင်ထားနိုင်လောက်တယ်ဘောအဲ့လိုမျိုးနေရာတိုင်းမှာဘောက်တွေထားထားပြီးတော့ကျွန်တော်နားထောင်တာအဲကျွန်တော်နဲ့ ဒီကျွန်တော်အိမ်ကအကုန်လုံးဆိုလို့ရှိရင်အဲ့လိုမျိုးတော်တော်နားထောက်ခခံရပါပြေကျွန်တော်နားထောင်ရုံနဲ့မဟုတ်ကျွန်တော်အာပြေးနဲ့လိုက်ဆိုတာလေရှိသမျှအတန်လေလေချောင်းတန်ချစ်ပြီးအော်ဆိုရဲအချင်းရှိရဲ့ဟာဘယ်တော့မှအားမရဘူးဒါကိုလုတ်တဲ့တခြင်းနိုင်ဘောနော်ဟိုတစ်ခေါက်ပြန်နားထောင်ရင်လည်းလိုဝဲချက်တိုင်းအောင်ပြန်ကြည့်ပြီးတော့တခြင်းတစ်ပုတ်ဆိုလို့ရှိရင်ကျွန်တော် event ထဲမှာအားလုံးကဟိုပါဟာအုံကျွန်းတခြင်းနေကြီးပဲပါတယ်ဒါပေမဲ့အဲ့တစ်ပုတ်ကပြန်ဆိုသေးဘောနော်ကျွန်တော်အဲ့တခြင်းကိုဒါ ဘလောက်ဆိုဆိုမရသေးဘူးအချိန်လေး record တစ်ခေါက်ပြန်ဝင်ရောမအဲ့ဒီချင်းအဲ့လိုမျိုးတော့ရှိရဲဒါပေမဲ့သူများအားလုံးရဲ့ဟိုကျွန်တော်ဘေးပတ်ဝန်းကျင်ကသူတွေပြီးတော့ဒါဆရာသမားတွေကျွန်တော်ပြရတယ်သူတို့လုံလောက်ပြီပေါ့ဒါကျွန်တော်အနေနဲ့ဆိုလုံလောက်ပြီလို့ပြောရတယ်ဒါပေမဲ့ကျွန်တော်မကျေနပ်သေးကားရိုက်ဆိုလို့ရှိရင်ကြတော့အများနဲ့ဆုံဆုံရတာဆိုတော့ကြတော့ဟိုတကယ်လို့ကျွန်တော်မှားသွားရဆိုလို့ရှိရင်ဒါအဲ့တိုင်းမပါတော့မှလေခဏခဏပြန်ပြင်လို့မရတချင်းကြတော့ကျွန်တော်တယောက်တည်းကိုယ်တိုင်စိတ်တိုင်းကြ တချင်းမျိုးစားစားကိုယ်တိုင်စိတ်တိုင်းကြရွေးချယ်ခွင့်ရှိရတဲ့အကြောင်းမို့လို့အဲ့အရာထွက်လာတဲ့တချင်းတွေကတော့ဒေတာပေါ့ကျွန်တော်ပြည့်သက်တွေတော့ဒေတာပေါ့ကြိုက်မှာပါဒါမဲ့တခြားသူတွေရင်ထဲကိုလည်းတက်နိုင်တဲ့လောက်ရအောင်ထိုးဖောက်သွားပါမယ်ညာကြီးချစ်ပေးကြပါ အနေနဲ့ရက်ကနေပြီးတော့ချစ်ပင်နေကြတဲ့လူချင်းမင်းတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ပရိသတ်တွေအားလုံးရောဒါဗီယမယရနာဆိုင်ရဲ့ပရိသတ်တွေအားလုံးကိုလည်းဒါဖိတ်ခေါ်ပါတယ်ခင်ဗျာဗီယမယရနာဆိုင်မှာဆိုလို့ရှိရင်ဒါလဝိယရနာမျိုးစုံကိုဒါဈေးနှုန်းချိုသာစွာနဲ့ရရှိနိုင်ကြတဲ့ကြောင့်မလို့တကယ်လို့ကိုကဝယ်ရှင်လိုပဲဖြစ်ဖြစ်ဒါမှမဟုတ်ယရနာအကြောင်းလေးလာရှင်လိုပဲဖြစ်ဖြစ်လာရောက်လေးလာလို့ရပါတယ်ခင်ဗျာအားလုံးကိုဖိတ်ခေါ်ပါတယ်ဗီယမယရနာဆိုင်ပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်တတ်တာ